ကောင်းကြီးမြို့နယ်အတွင်းရွေလျားစာကြီးတိုက်မိုဘိုင်းလိုင်ဘရီမော်တော်ယာဉ်ဖြင့်တူတရတာစာအုပ်စာဆောင်များငားရမ်းခြင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျမ်းပြည်နယ်တောင်ကြီးမြို့တောင်ကြီးမြို့နယ်အတွင်းရှိမိဘပြည်သူများကျောင်းသားကျောင်းသူများစာပေဖတ်ရှုခြင်းကြောင့်အသိပညာဘူတုတများစွာရရှိစေရန် စာဖတ်စွမ်းအားမြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍စာအုပ်စာဆောင်များကိုစာဖတ်သူလက်ဝယ်အရောက်ငားရမ်းခြင်းကိုပြည်ကြားရေးဝန်ကြီးဌာနပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်တောင်ကြီးခရရုံမှာတောင်ကြီးမြို့ရှိအမတ်30အခြေခံပညာထက်တန်းကျောင်းကအမတ်9အခြေခံပညာအလေတန်းကျောင်းအမတ်73အခြေခံပညာအလေတန်းကျောင်းနဲ့အမတ်8အခြေခံပညာထက်တန်းကျောင်းများတို့တွားရောက်၍ရွေးလျားစာကြည့်တိုက်မိုဘိုင်းလိုင်ဘရီမော်တော်ယာဉ်ဖြင့်သုတရတစာအုပ်စာဆောင်များငှားရမ်းပေးမှုကိုယနေ့နဲ့9နာရီချိန်ကစတင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည် ရွေလျားစာကြည့်လိုက်မော်တော်ယာဉ်တွင်စာအုပ်စာဆောင်များငားရမ်းသူဖက်ရှိသူများအစဉ်ပြေစေရန်တုတ္တရတစာအုပ်စာဆောင်အမျိုးအစားပေါင်းတစ်ထောင်ကျော်ပါရှိပြီးစာအုပ်စာဆောင်တစ်များကိုနှစ်ပတ်တစ်ကြိမ်စင်စက်မပြတ်ငားရမ်းလဲလဲဆောင်ရွက်ပေးလျက်ရှိရာယနေ့အတွင်းတုတ္တရတစာအုပ်ပေါင်း160အုပ်အားစာဖတ်သူလဲဝဲရောက်ចောင်းသားចောင်းသူများထံသို့ငားရမ်းပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ